အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးသက်တဲ့အားလုံးမင်္ဂလာပါ။ကျွန်တော်စနေနေ့မှာ England Premier League အသင်းကြီးပွဲတွေ၄ပွဲကစားတာဗောလေပွဲစဉ်တစ်က Tottenham Hotspur အသင်းရဲ့ပွဲဖြစ်တယ်။သူတို့က Leeds United ရဲ့ Allen Road အဝေးခွင်သွားကန်တယ်ပြီးတော့မှ Arsenal အသင်းက West Ham ကိုအိမ်ခွင်မှာ London Derby Manchester United အသင်းက Sunderland ကိုအင်္ဂွေမှာ Old Trafford မှာကမ်းပြီးတော့ Stamford Bridge မှာ Chelsea နဲ့ Liverpool တို့ရဲ့ထိပ်တိုက်ပွဲတွေ့တယ်။ဆိုတော့ game ကတော့တကယ်ကိုစိတ်ဝင်စားစရာအပြေအဝရှိတဲ့ game ဖြစ်ခဲ့တယ်။ဆိုတော့ပထမဆုံးအနေနဲ့ဒါအခု Tottenham Hotspur အဖွင့်ပွဲမှာဒါ Leeds နဲ့ပွဲက Spurs တင်တာထက်ခက်ခဲခဲကစားခဲ့ရတယ်။ဒါပေမဲ့အဓိကတော့အရေးကြီးဆုံးက Jordan သုံးမရဖို့အဖို့တန်အနိုင်ကိုရဖို့ဒါပဲ။ဒါပွဲကတော်တော်ကိုထိုက်ကင်းဖြစ်တဲ့ Leeds ကမတင်မတ်တဲ့ ထရလုံးမှုတွေနောက်ပွဲကိုတိုင်ကလည်း Spurs ကိုတိုင်ကလည်းဒီနေ့ဒါသူတို့ရတဲ့ chance ကိုသူတို့ clinical ဖြစ်သွားတဲ့အချက်ပဲဒါနီးပြားက Matty ထဲကိုအထောင်ထားပြီးတော့မှ Odeben နဲ့ဒါတစ်ဖက်က Mohamed Kudus ကိုအတွဲကိုထားတယ်အိုက်တိုက်စစ်အတွဲအလုပ်ဖြစ်တာတော်တော်လေးဖြစ်တယ်သူတို့အနိုင်ရတဲ့ကိုနှစ်ကိုလုံးသူတို့ပဲသွင်းသွားတယ်ဒါပေမဲ့ Leeds United ရဲ့ chance ပေါ့လေ Calvin Lewin ရဲ့ chance တော်တော်များများကိုကိုသူမား ဖီကာရီယိုသာလက်စွမ်းမပြခဲ့ရင်စပါးစီနေပွဲမှာအခြေအနေမကောင်းခဲ့ဘူးဒါပေမဲ့အဆုံးသတ်မှာပထမပိုင်း23မှာမတီထေကဒါဥဆောင်ကိုကုဒုစကူအောင်ဖန်တီးမလာရတယ်နောက်ဟိုဘက်ကအိုကာဖာကမတင်မပေးနဲ့ချေပါကိုအိုင်လုံးကတော့ကောင်းတယ်ဗျလန်ကန်နဲ့အာရွန်နက်အာရွန်ဆင်အာရွန်ဆင်လန်ကန်နဲ့ပြန်ထွက်လာတာကို โอคาฟาပိတ်လိုက်တယ်ပထမပိုင်း11ဖြစ်တယ်ဒါပေမဲ့ဒုတိယပိုင်းမှာဟိုဘက်ကလီးစ်ရဲ့အမားကနေဒါဒီကူဒုစ်ကအတုံးချပြီးတော့တလပပကန်သွင်းပြီးတော့အိုက်တကိုးတဲ့နဲ့2-1ဖြစ်ပြီးတော့အဆုံးသတ်မှာဘာဖြစ်သွားလဲဒီ Tottenham Hotspur ကအဝေးကွင်းမှာသူတို့နိုင်ပွဲရပြီးတော့သူတို့ကလည်းရလက်ဆိုးတာတွေကိုအဆုံးသတ်ခဲ့တယ်ဆိုတော့ Arsenal ကတော့အိမ်ကွင်းမှာသူတို့ကိုအမြဲတမ်းဒုက္ခပေးတဲ့ West Ham နဲ့ကန်တယ်အဲ့ West Ham ကတော့ ဒီ grand porter ထက်အခု nuno aspito santo ကပို defensive ပို san နဲ့ organize ပို့ဖြစ်တယ်ခံစစ်ကိုလုံးဝကြုံဖို့ခတ်တယ်လို့အာဆယ်ကိုယ်တိုင်ကလည်းဒီနေ့လုံလောက်တဲ့ chance ရှိတယ်ဗျဥမာ aberigi sc အပိုင်ကန်ခွင့်ရတဲ့အလုံးအပါဝင် half chance ရောတော်တော်လေးရှိတယ်ဒါပေမဲ့ game က west san ရဲ့ defensive ဆက်တဲ့ကြောင့်အာဆယ်ကတော်တော်ကြီးကို pressure ပြည့်နေကစားခဲ့ရပြီးတော့မှ west san ကိုတော့ arsenal ဘက်က short target တော့မပေးနိုင်ခဲ့ဘူးဘာလို့ဆိုတော့သူတို့ကောင်းကောင်းထိ ंछ ုတ်ထားတယ် jared bowen ရော asamabe ရော now ်နီကလပ်စ်ဖောကူယောကိုထိ ंछ ုပ်ထားတယ်အာဆင်အတွက်ဒါပထမပိုင်းမှာဒီအဘရီဂျီအစီအပိုင်လုံးနေဖြုံးတီးပေမဲ့ဒန်ဂလာရိုက်ကသူ့ရဲ့အသိဟောက်ဘက်ကိုဥဆောင်ကိုထပ်သွင်းတယ်ဂိမ်းကတူတူတူပဲဒါဒီနေ့ဆာကာနဲ့ဒါဟိုဒီထရဆောအတွဲထပ်တယ်နောက်ကွင်းလယ်မှာအိုဒီကရဲ့နောက်တစ်ဖက်ကအဲဇီကိုဒါ rice နဲ့ထားတယ်ဒါပေမဲ့ odika ကဒူးတန်ရရသွားဒူးတန်ရနည်းနည်းဖြစ်သွားတာပေါ့လေဒူးချင်းထိပြီးတော့တန်ရရသွားတဲ့အချိန်မှာအဲ့မှာ odika နေရာမှာ ဒါဒီကွဲ့လေကဇူပါမန်တီပြန်လာပြီးတော့သူရဲ့အရင်ပုံရှိတ်ကိုပြန်သွားတယ်ဒုတိယပိုင်းတစ်ပိုင်းလုံးမှာ IP IP နဲ့ Arsenal ရဲ့ chance ကြီးရတော့ရတယ် half chance ကြီးများတယ်ဒါ West Ham ကလည်းကိုသမားကောင်းခံစစ်ကောင်းနဲ့ကိုမရဘဲနဲ့မှာဒါ minute 90ကျော်ကြာမှာ Arsenal ကဒီ90ကျော်လောက်မှာ69လောက်ထင်တာ Arsenal က penalty ရသွားတယ် Julian Timber အကြောင်းရတဲ့ penalty ကိုဘခါယိုဆာကာကန်သွင်းတယ်ဒီနေ့ကဘခါယိုဆာကာရဲ့ Arsenal ကစားမပွား ပွဲ200ပြည့်ဖြစ်တယ်။ယော့ကရက်ကကြိုးတော့ကြိုးစားတယ်။ chance to half chance တော်တော်များများသူ try နေ။သူရဲ့ late run တွေ channel run တွေတော်တော်လေးကောင်းတယ်။ပြဿနာဘာဖြစ်လဲသူရှိဘောလုံး feed ပေးဖို့တော်တော်ကို struggle ဖြစ်တာ။သူ grand တချို့ပိုင်းမှာဖူးဝါဖြစ်ခဲ့တယ်။သူ့ကိုဖန်တီးပေးတယ်လို့ကျွန်တော်ထင်တယ်နှလုံးသုံးလောက်ပဲသူရှိရှိတယ်။အများအပြားက ဒီတူးချင်းကြော်ဖြတ်မှုတွေကိုလုပ်နေတာများတော့ Victor Yokres struggle ဖြစ်ခဲ့တယ်ဒါပေမဲ့အဆုံးသတ်မှာအာဆန်ကနှစ်ကိုးပြတ်နိုင်ပြီးနောက်ထပ် clean sheet နဲ့ဒါသူတို့နိုင်ပွဲရတယ်ဒီနေရာမှာ Manchester United United ရဲ့ပထမပိုင်းကစားပုံကတော်တော်လေးတော့ကောင်းတယ်ဗျလုံးဝ interesting ပထမပိုင်းမှာသူတို့ကစားတဲ့ပုံစံတော်တော်လေးကြွတယ်ရွာတယ်နောက်ဒီနေ့ကုညာကိုအောက်ပြီးတော့ Mason Mount နဲ့အဘွေမိုးနဲ့ဆက်ရှိုးနဲ့ထားတယ်ကွင်းလေက Casemiro ကို Bruno နဲ့တွဲပြီးတော့ ဒါလောပြန်ပါလာပြီးအမတ်ဒီယာလုံနဲ့ခန်းစိ၃ယောက်ကမပြောင်းဘောလေဟိုဘက်ကဆန်တလန်ကဒီနေ့လုံလောက်တဲ့သူတို့ chance ဆန်တလန်ရတယ်ဗျာဒီ Manchester United ကိုသမာ Sandy Lamans လက်စွမ်းပြတယ်သူတကယ် crucial စစ်၃လုံးစစ်သွားတယ် rating လည်းသူတော်တော်လေးကောင်းတယ်ဒီမှာပါတယ်ဒီနေ့သူအထူးသဖြင့်ဘောလုံး စပီးစေးအပေါ်ဘိုးတွေထွက်ဖာတဲ့အခါမှာသူတော်တော်လေး comfortable ဖြစ်တယ်။ potential အားဖြင့် man united ကိုကောက်ကိုသမားကောင်းတယောက်လို့ပြောလို့ရတယ်။ performance မျိုးပြသခဲ့တယ်။ဒါပထမပိုင်းမှာ manchester united က2ဂိုးဆက်သွင်းသွားတယ်။ဒါ mason mount ကအံပွင့်မှုပေးတာကနေ10မိနစ်ထဲကဥဆောင်ကိုသွင်းပြီးတော့မှ 32မိနစ်မှာဒါဘန်ဂျမင်ရှက်စ်ကိုကသူ့အတွက်ဒုတိယဂိုးပေါ့လေနောက်ဆုံးနှစ်ပွဲပြီးခဲ့တဲ့ဘက်ကဘရန်ဖို့နှစ်ပွဲမှာသူဂိုးသွင်းတယ်ဒီတစ်ပွဲမှာဂိုးသွင်းပြီးတော့ယူနိုက်တက်ကနှစ်ဂိုးပြတ်နဲ့နိုင်သွားတယ်ဒုတိယပိုင်းအောဘောက်ကတော့မန်ယူနိုက်တက်ရဲ့ဂိမ်းမန်နေဂျမန့်ဒါပေမဲ့ဒုတိယပိုင်းမှာယူနိုက်တက်ကစားဖို့တော်တော်လေးဝီးဖြစ်တယ်အဲကြောင့်စန်တလတ်ကိုချန့်စီပူပေးရပြီးတော့ဟိုဘက်ဂိုးသမားစန်တဒီယူနိုက်တက်ဂိုးသမားလက်စွမ်းပြပြီးတော့မန်ချက်စတာယူနိုက်တက်ကအိမ်ကွင်းမှာစန်တလတ်ကိုနိုင်တယ်ဒါကယူနိုက်တက်အတွက်အိမ်ကွင်းအိုထရာဖိုးမှာ back to back ၃ပွဲဆက်တိုက်နိုင်တယ် ိုဘက်ကဘန်လီကိုနိုင်တယ်အပီတာနဲ့အိမ်ကွင်းထပ်ပြီးတော့ချယ်ဆီကိုထပ်နိုင်ပြီးတော့ဒီနေ့ဘွဲမှာထပ်နိုင်ပြီးဘက်တူဘက်၃ဘွဲစတိုက်နိုင်သွားတယ်တစ်ဖက်ကချယ်ဆီကလစ်ဗာပူးကိုအိမ်ကွင်းမှာ2-1နဲ့နောက်ကျကိုနိုင်တယ်အာနီဆော့နဲ့လစ်ဗာပူးတို့တော့နောက်ထပ်တစ်ချိန်ဒါလန်ဒန်မှာနောက်ကျကိုထပ်ပေးရတာသူပဲလစ်ကိုသူတို့ရှုံးသွားတယ်အစ္စတန်ဘူမှာဂါရာဆာရီကိုရှုံးပြီးတော့ဒီနေ့ပွဲမှာပါထပ်ရှုံး back to back 3ပွဲဆက်ရှုံးနေအဓိကရှုံးနေနိုင်တယ်ထွားတယ်လီဗာပူးကစားပုံဟာဒီကျွန်တော်တို့ ဂိုးရနိုင်မဲ့ chance တော့ရှိတယ်ပွဲကိုထိန်းချုပ်နိုင်မှမရှိဘူးပြိုင်ဘက်ကိုချစီအများကြီးပေးတယ်ဒီနေ့ပွဲမှာဆိုရက်ဗျာမိုမက်ဆာလာအပိုင်လုံးနေရတာအများကြီးပဲသူတိုင်းငံဖြုံးနေတာဖြစ်လို့တခြားချစီလည်းရှိတယ်လီဗာပူးဘက်ကအဲ့ချစီတော်တော်များများသူတို့ဖြုံးနေဒါချက်စီကိုတိုင်းကလည်းဒီနေ့ပူကောင်းအောင်ကစားရပြီကွင်းလေကခိုက်စီလိုအန်ဆိုရီချေနောက်လာဗီယာဝင်လာတယ်လီဗာချက်စီရဲ့စန်တာဘက်တွေအကုန်လာတယ်ဘာဒီယာရှိရောနောက်တစ်ဖက်က အာ open chow နောက်ဆုံးတန်ရရသွားတဲ့အချိန်မှာနောက် reach နဲ့ hard to ကကစားရတဲ့ဒီဖြစ်တယ်ဆိုတော့ liverpool က opportunity ကဟုတ်တယ်ဗျာ isak isak ရှိတယ်ဒီနေ့ထူးထူးခြားခြားနီးပြက foreign verse ကိုအောက်ထားပြီးတော့အရင် line နဲ့ပြန်ထုတ်တယ် game က liverpool ရဲ့ moment ကကျွန်တော်အမြင်တော့အဲ့ gap ကိုချပါဖို့တွင်းပြီးတဲ့နောက်ပိုင်းမှာအနိုင်ကိုရလို့နီးပါဖြစ်တဲ့ moment တွေရှိတယ်အဲ့ဒါပဲဒါပေမဲ့နောက်ပိုင်းမှာထူးထူးထူးခြားခြားကြီးကျွန်တော် liverpool goal twin လိမ့်မယ်လို့ဘယ်လို့မှမခံစားမိဘူးဘာကြောင့်လဲဆိုတော့ chelsea တော်တော်လေးကောင်းလို့ပဲ ်ချက်စီကပထမပိုင်းမှာအလဟန်ဒိုဂါနာချိုနဲ့နတ်တူအတွင်းနဲ့ပွဲကို pressure ပေးတယ်။သူတို့နှစ်ယောက် good game ဖြစ်တယ်။နောက်ဒုတိယပိုင်းမှာသူတို့နှစ်ယောက်ကိုထုတ်ပြီးတော့ Gittes နဲ့ Gittes နဲ့တစ်ဖက်ကဒီ Astrave ဝင်လာတယ် နှစ်ယောက်စလုံးလူစားမယ်အဲ့ဒီအချိန်မှာတော့ချယ်ဆီကစပြီးရှိတ်ကြီးဖြစ်တယ်ဘာလို့လဲဆိုတော့လီဗာပူးရဲ့တံပြန်တွေကောင်တာတွေစပြီးတော့ pressure ဖြစ်တယ်သူပြင်ဂပ်ပိုးသွင်းလိုက်တဲ့အလုံးကစပြီးတော့လီဗာပူးကပွဲကို green ဖြစ်နေတာချယ်ဆီကပထမပိုင်းမှာ white side sky zero ရဲ့တကက် quality cross ကဥဆောင်ကိုစသွင်းတယ်အဲ့ကနေမှဆင်ချယ်ဆီဒါပွဲကိုထိန်းချုပ်ဖို့ကြိုးစားပေမဲ့မထိမှတ်ပဲဒုတိယပိုင်းမှာတကူပြန်ပြရတော့1-1ဖြစ်သွားတယ်အဲ့နောက်ပိုင်းမှာလီဗာပူးကကျွန်တော်ထင်တော့အဲ့ ခြေပါကိုသွင်းပြီးတော့10မိနစ်ပေါ့လေအီဆက်ကဘောလုံးထိမ်းပြီးတော့ချလိုက်တဲ့အချိန်မှာလွတ်သွားတဲ့အလုံးကိုကပ်ပိုးသွင်းပြီးတော့1-1ဖြစ်သွားတယ်အဲ့နောက်ပိုင်းကလေးကကျွန်တော်ထင်တော့အော်ချယ်ဆီနိုင်တော့မှာမဟုတ်ဘူးလီဗာပူးပိုကောင်းလာပြီလီဗာပူးချမ်းစီဆက်ပါဆိုတော့အဲ့ချိန်လီဗာပူးကစပြီးဂိမ်းကိုပရက်ရှာပေးနေပြီဒါပေမဲ့အဆုံးသက်မှာပါဖြစ်လေလီဗာပူးကရက်တကန်နောက်ထပ်ခံစစ်အမှခန်းစစ်အမှောက်ဆိုရဲ last minute မှာပြေးလိုက်ရတာပေါ့လေ injury time ပြေးလိုက်တဲ့အချိန်9မိနစ်ပြေးတဲ့အချိန်မှာ65မိနစ်မှာ ဒါဘယ်လိုပြောလဲမာကူကိုရဲလာပြလိုက်တဲ့အလုံးကတကယ် quality လုံးကိုလူငယ်ကစားမလေး Estevez twin သွားတယ်အဲ့ချာတလေးဝင်လာချိန်မှာ sharp ဖြစ်တယ်နော်ဟိုဘက်ကလည်း kittens လေး sharp ဖြစ်တယ်ဒီနေ့ Chelsea ကနောက်ပိုင်း minute တွေမှာပွဲပြီးပွဲအထူးသဖြင့် last 15 minute လောက်မှာ Chelsea ကပွဲကိုတောက်လျှောက်ဆုံးမထားပြီးတော့အနိုင်ပူလိုချင်တဲ့အသင်က Chelsea ဖြစ်ပြီးတော့ Liverpool ကိုအဆုံးသတ်နောက်ကျကိုနဲ့သူတို့အဖိုးတန်နိုင်ပွဲရအောင် twin သွားတယ် အာနီစလော့တော့၃ဘွဲ့ဆက်ပေါ့လေပဲလစ်ကိုရှုံးတယ်ဂါရာစာရီကိုရှုံးပြီးတော့အခုချဲစီကိုပါထပ်ရှုံးပြီးဘက်တူဘက်၃ဘွဲ့ဆက်တိုက်ရှုံးပြီးတော့ချဲစီလည်းအန်တာပရက်ရှာဂျာကနေဟိုတနေ့ကဘန်ဖီကာကိုနိုင်ပြီးဒီနေ့လည်းအကျိတ်နေနဲ့ထပ်ပြီးနိုင်ပွဲရရှိတယ်ဆိုတော့အခုပရီးမီယာလိကအခု၃ဘွဲ့ပေါ့လေဒါကျွန်တော်တို့ပရီးမီယာလိကဒီဒီနေ့စနေနေ့ကစားခဲ့တဲ့ပွဲအပီပေါ့လေစုပေါင်း၄ဘွဲ့အပီမှာဇာထိတ်မှာအာစနယ်ကထိတ်ကို16မှတ်နဲ့ထိတ်ကိုရောက်သွားပြီးတော့ဒါသူတို့က16မှတ် လီဗာပူးကတော့15မှန်5ပွဲနိုင်2ပွဲရှုံးဒါပြီးတော့မှထော်တန်ဟော့စပါက14မှန်တောက်ကြနေမှာအနိုင်ပွဲ4-1ကိုနိုင်တဲ့ဘုံမောက်က14မှန်ရပြီးတော့ခရစ်စတယ်ပလစ်ကမနှက်ဖြန်ကန်ရမယ်သူက17မှန်နဲ့2ပွဲရောချယ်ဆီက17မှန်ရထားတယ်ဆန်ဒလန်က17မှန်မန်ချက်စတာစီးတီးက2ပွဲရော10မှန်သူတို့ကလည်းသူတို့လည်းကာပါဖြစ်ပြီးတော့မန်ယူနိုက်တက်ကဆယ်မရတဲ့ဒါအခုဒါဇာအောက်ဆုံးကတော့ wolf ကဝက်ဆိုင်းရဲ့ဘန်လီရဲ့ဖြစ်တယ်ဆိုတော့ဒါကအခုလောလောဆယ်အနေထားပေါ့လေ အဲ့မှာဟာလန်ကတော့6များဆုံး8-9သွင်းပြီးတော့တစ်ဖက်ကအန်ထရာဆမန်ညိုက6-9သွင်းထားတယ်။နောက်တစ်ဖက်ဂျက်ဂရီလစ်တို့ကူဒူဆိုကတော့6-0စီဖန်တီးထားပြီးတော့အာနီစလော့အတွက်တော့ဒါစိတ်ပြတ်စရာရက်သပတ်နဲ့အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။